လူဘဝဆိုတာကိုလိုချင်တာကြည့်လဲရမှာမဟုတ်ဘူးဟောကိုတွေးချင်တာလဲကြည့်လဲတွေးမှာမဟုတ်ဘူးလိုချင်တာလဲရမယ်မလိုချင်တာလဲရမယ်တွေးချင်တာနဲ့လဲတွေးမယ်မတွေးချင်တာနဲ့လဲတွေးမယ်အဲ့ဒီထဲမှာအကောင်းနဲ့လဲတွေးမယ်ဆိုးနဲ့လဲတွေးမယ်အကောင်းနဲ့ရမယ်ဆိုးနဲ့ရမယ်အဲ့လိုကြုံတွေ့လာတဲ့လောကရဲ့ တဘာဝလောကဓာတ်မုံတိုင်းနဲ့တွေ့တဲ့အခါမှာကိုယ်စိတ်ဟာရင်းရင်ချင်းဆိုတာမဖြစ်ဖို့ရအတွက်လေ့ကျင့်တာဟာစိတ်အလှပကိုတရားဆင်ပေးတာနဲ့အလားတူတူလဘောင်းပြင်ထားတဲ့စိတ်ကလေးကိုကြံ့ခိုင်အောင်ထမှန်ပြီးတော့ပညာမှာစိတ်ထက်ကြံ့ခိုင်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ယ ahanan ပုဂ္ဂိုလ်လို့ခေါ်တာပဲเนาะ ယန္နာဖြစ်သွားပြီဆိုရင်စိတ်ဓာတ်ကြံ့ခိုင်သွားယန္နာမဖြစ်သေးတော့လည်းမိမိစိတ်ဓာတ်ကြံ့ခိုင်အောင်ပြင်ဖို့အရေးကြီးတယ်ပေါ့ဘလောက်တိုင်းတာအထိကိုယ်စိတ်ဟာခဏရင်ရှိပလဲဆိုတာကိုနှလုံးသွင်းခြင်းဖြင့်စိတ်ကိုစိတ်နဲ့ပဲပြင်ဆင်ရတာစိတ်ရဲ့အညစ်အကြေးကိုစိတ်နဲ့ပဲဆီကျော်စိတ်ကိုစိတ်နဲ့ပြင်နေဆိုတာအသိပညာကင်းမဲ့လို့ဖြစ်လာတဲ့အညစ်အကြေးတွေကို တတိနဲ့ပညာနဲ့ပေါင်းဆက်ပြီးတော့ပြင်တာပဲရေးကြောင်ဖြစ်တဲ့ညုံကို ရှည်နဲ့ပဲပြန်ပြီးတော့ဆေးကြောတန်းစင်ကြတာဟုတ်လားဒူရီဟာရေးကြောင်ဖြစ်တဲ့ရွှွညွန်တွေကိုရေနဲ့ပဲပြန်ဆေးရတယ်ဆေးတဲ့အခါမှာတတ်ရှင်းစင်ကြသွားတယ်ထို့တူပဲစိတ်ကြောင်ဖြစ်နေတဲ့မတန်ရှင်းတဲ့ပူလောင်တဲ့သဘာဝတရားတွေကို တတိပညာလုံလဝိရိယဆိုတဲ့အစွမ်းထက်တဲ့အရာတွေနဲ့တွဲဖက်ထားတဲ့စိတ်ကလေးနဲ့ကိုယ်စိတ်ရဲ့ပူလောင်မှုတွေမအေးချမ်းမှုတွေအငြိအကြေးတွေကိုစိတ်နဲ့ပဲပြန်ပြီးတော့သုတ်တင်ရှင်းလင်းချရမှာဖြစ်တယ်။အဲ့ဒီသုတ်တင်ရှင်းလင်းနည်းကိုရသော်ပြန်ကဟောကြားတာ ဘုရားတရားနာတယ်ဆိုတာအဲ့ဒီအသည့်တွေရပြီးတော့လောက်ချဖို့လုပ်ဖြစ်ပေါ့နော်မလုပ်ဘဲနေရင်တော့မရဘူးဘယ်ဟာမှာကိုယ်ကိုစိတ်တက်ဘလောက်ချမ်းခိုင်ပြီးဆိုတာကိုစဉ်းဉေစဉ်းစားပြီးတော့ဒီလောက်ချစဉ်းဉေတုံးတရားနဲ့စဉ်းစားလိုက်ရင်လည်းချမ်းခိုင်မှုဆိုတာရလာတော်အသိဉာဏ်ရလာဥပမာမယ် မမြဲတဲ့သဘာဝနဲ့တွေးရတဲ့အခါမှာကိုလိုချင်တဲ့အရာဆုံးရှုံးသွားတဲ့အခါမျိုးမှာကိုတွေ့တာနှစ်သက်မြတ်နိုးတဲ့အရာနဲ့ခွဲရတဲ့အခါမျိုးမှာဘလို့ဆင်ញင်ရမလဲအေးတန်ကုထထလာပါဒုက္ခကြီးရဲ့သဘာဝဟာတွေ့ကြုံဆုံး꿰ပြီမတတ်နိုင်ပါလေဆိုတဲ့အတွေးလေးနဲ့ရှော့ချဒီလိုရှော့ချ မကြည်ဝင်တဲ့ဒေါသတွေဖြစ်လာပြီဆိုလို့ရှိရင်လေအေးဒီဒေါသတရားဆိုတာငါကဝယ်နှိမ့်စမဲ့တရားဖြစ်တယ်ဒေါသဖြစ်နေတော့ရောငါအတွက်ကောင်းကျိုးချမ်းသာမှာမရတာတစ်ဖက်သားကိုငါစိတ်ဆိုးနေရောငါအတွက်ကောင်းကျိုးချမ်းသာရမှာလို့ရမှာလားတစ်ဖက်သားရဲ့စိတ်ဆိုးမှု တဖက်သားရဲ့စောကားမှုကိုလက်ခံပြီးခေါင်းထဲမှာစဉ်းစားနေလို့ရှိရင်ငါ့မှာပဲဆုံးရှုံးမှာပဲလို့ဟောဒီလိုစဉ်းစားလိုက်ပြီးတဲ့အခါကျအေးကိုကပ်ပါရမမဟုတ်တာသူပြောတာသူနဲ့သာသက်ဆိုင်တယ်ငါလည်းမဆိုင်ဘူးဒီလိုနှလုံးသွင်းပြီးတော့တဖက်သားရဲ့စောကားမော့ကားတာလည်းချုပ်နေအခါမှာလည်းပဲအဲ့ဒီလိုတိခတ်ခြင်းနဲ့နေလေရ